ရွှေတောင်ကြားလမ်းမှာဘီလီယံကြီးတဲ့အင်ဂျီကိုပိုင်ဆိုင်ထားတဲ့ပြည်သူနဲ့ဥဝဲရဲ့နောက်ွယ်ကားကြောင့်ရင်ရွှေတောင်ကြားလမ်းမှာတော်ယုံတန်ယုံလူတွေမပိုင်ဆိုင်နိုင်တဲ့အမေရိကန်ဒေါ်လာဘီလီယံကြီးတဲ့အင်ဂျီကိုပိုင်ဆိုင်ထားတာကပြည်သူနဲ့အင်ဒရာကျော်စင်မှာပြည်သူနဲ့အင်ဒရာကျော်စင်ဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးမင်းသားတွေဆိုရင်လည်းမမှားပါဘူးခုနောက်ပိုင်းမှာဆိုပြည်သူနဲ့အင်ဒရာကျော်စင်တို့ဟာမြို့ပညာလောကတွေကနေအနားယူထားတာတော့သူတို့နှုတ်ကိုပြည်သက်တင်အားပေးချစ်ခင်မှုကရော့ကြမသွားပါဘူး ပြည်တည်ဦးရဲ့ရုပ်ရှင်နဲ့ဦးဝဲရဲ့ဇဝင်ခံတွေကိုကုတိမျက်စီထဲမှာမြင်ရောင်နေကြတော့မှာပဲသူတို့ဟာပြည်သက်တွေအတွက်တော့ထောင်ရအကယ်ဒမီမင်းသားနဲ့မင်းသမီးတွေပါပြည်တည်ဦးနဲ့အင်ရာကျော်စင်တို့ရဲ့နုပညာရှင်ဆိုရင်ပုံရိပ်နောက်ခွဲမှာအံ့ဩမြင့်သက်သွားရလောက်မယ့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ရှိနေတာပါအခုဆိုရင်ဗီဒီယိုဆက်မှာပြောခဲ့သလိုပြည်တည်ဦးနဲ့အင်ဒရာချောစင်အောင်ပီလီယံချီတဲ့အင်ဂျီကိုရွှေတောင်ကြားလမ်းမှာပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရွှေတောင်ကြားလမ်းဟာမြန်မာနိုင်ငံမှာဒိတ်ဒိတ်ကျေထိတ်တန့်တထည်ကြီးတွေပဲနေကြတဲ့ရပ်ကွက်တစ်ခုပါ။ဒါကြောင့်လေရွှေတောင်ကြားလမ်းဆိုရနဲ့တထည်ကြီးတွေနေထိုင်နေကြီးကျယ်ခမ်းနားမှု။ဩဇာအာဏာနဲ့ကျွမ်းဝချမ်းသာမှုတွေကိုပြင်းပြင်းကြမှာပါ။အဲ့ဒီနေရာကလမ်းနေပေါ်မှာတာမန်လူတွေဖြတ်တန်းသွားလာခွင့်ရှိပေမယ့်မြန်မာတဲ့ချက်စီဟိုးတွေရဲ့အတွင်းထဲမှာဘာတွေရှိလဲဆိုတော့ဘယ်သူမှမသိနိုင်ပါဘူး။ အဲ့ဒီချန်စီယိုရဲ့နောက်ကွယ်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးကိုချုပ်ကင်ထားတဲ့ထိတ်တန်းမိသားစုရဲ့ဆိုင်ကြီးတွေတရှိနေတာပါအဲ့ဒီလိုဘီလီယနာရီရဲ့ရက်ခွက်ထဲမှာမှာပြည်တူးနဲ့အင်ဒရာဂျော်ဆင်တို့ကအင်ဂျီတဆောင်ပိုင်ဆိုင်ထားတာပါသူတို့ရဲ့အင်ဟာအပြင်ပိုင်းပြီးသူကလည်းရာခခင်မိပြီးထိန်ဝါခန့်ညာတယ်လို့အတွင်းမိုက်မှာဆိုရင်လေကပထက်တန်းစားလူတွေသာသုံးနိုင်တဲ့သုံးဆောင်တွေတံမိုးဖြတ်မရတဲ့ပကြီးကားတွေရှင်အောင်နုပညာလက်ရာတွေနဲ့ပြည့်နေတယ်လို့ဆိုပါတယ် ဒါဟာရုပ်ရှင်ရိုက်လို့ရတဲ့နုပညာချင်းနဲ့နှစ်ပေါင်းများစွာစုဆောင်းရင်တော့တိစောက်ဖို့မဖြစ်နိုင်တဲ့အတိုင်းအတာတစ်ခုပါ။အိန္ဒိယရဲ့တွင်ပိုင်းကိုပြောရမယ်ဆိုရင်တော့ပို့ပြီးတော့ခံထားပါသေးတယ်။မျက်နှာချက်မြင့်ကြီးတွေအီတလီကနေတင်သွင်းထားတဲ့စကြင်ကြောက်ပြားခင်းနေတန်မိုကြီးကျုံးသားနဲ့ပြုလုပ်ထားတဲ့ပရီဘောကားတွေကမ္ဘာကျော်ပကြီးဆရာတွေရဲ့ပကြီးကားတွေနဲ့အလှဆင်ထားပြီးနန်းတော်တို့များခန်းစားရစီတယ်လို့ဆိုပါတယ်။ ပြည်ထက်တီကပြည်ထောင်စုဦးဝင်းဟောင်းနိုင်ငံကျော်ပြည်သူချစ်တဲ့မင်းသားမင်းသမီးတွေမှန်ပေမဲ့တလောက်ကြီးမားတဲ့ပိုင်ဆိုင်မှုကိုပလူများတိဆောက်နိုင်ကြရလေဆိုပြီးတည်ကျင်ကြတာပါဒါကတော့ပြည်ထောင်စုနဲ့အင်ဒရာကျော်စိန်လူတွေမသိသေးတဲ့ကြီးမားတဲ့စီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားလိုပါပဲ ပြည်သူနဲ့အင်ဒရာဂျော်ဆင်တို့ဟာမြို့ပညာလုပ်ငန်းကနေအနာယူချိန်မှာစီးပွားရေးလောကရဲ့ကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပြီးအောင်မြင်နေကြတာပါသူတို့ရဲ့ထက်မြက်တဲ့စီးပွားရေးအမြင်နဲ့ရင်းနှီးမြှုပ်နှံမှုတွေကသူတို့ကိုဒီနေ့ဒီချိန်တွေကိုရောက်စေခဲ့တာပါသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာလူများချားမှပြောစရာဖြစ်သွားတဲ့တဲ့င်းကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းပန်ကြီးတစ်ခုဖြစ်တဲ့အေယာဝတီဘဏ်မှာရှယ်ယာအများဆုံးပိုင်ဆိုင်သူတွေကတူဖြစ်ပြီးရှယ်ယာတဝက်လောက်ထိပိုင်ဆိုင်ထားနေဆိုပြီးတဲ့င်းထွက်လာတာပါ မြန်မာနိုင်ငံရဲ့တိကပန်းကြီးတစ်ခုမှာတီလောင်များပြားတဲ့ရှင်ရကိုပိုင်ဆိုင်ထားတယ်ဆိုတော့ကပဲသူရဲ့ကျင်းဝမှုဟာဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတော့ကိုဖော်ပြနေပါတယ်ဒါအပြင်ပြည်တည်ဦးနဲ့အင်ရာချော်စင်တို့ရဲ့ဘယ်သူမှမသိသေးတဲ့ရှင်းနှီးမြုံနှံမှုတွေကုမ္ပဏီကြီးတွေများစွာရှိနေနိုင်တယ်လို့ဆိုကြပါဗျ။ဒီတော့ပြည်သက်ဒီကရောပြည်တည်ဦးနဲ့အင်ရာချော်စင်တို့ရဲ့အင်ကြီးကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။